ပြည်ပထွက်ဖို့တမီးဖြစ်သူကအကျွင်းယူသွားပြီးမဆက်တာကြောင့်ရရအလုံးလုံးပြီးတော့အကျွင်းဆက်နေရတဲ့အဖွာပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် MSLE Fish ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်မြန်မာပြည်ရင်းမှာတော့ခက်ခဲနေတဲ့မိသားစုတွေကအများအပြားကိုရှိလို့နေတာဖြစ်ပါတယ်အပူမျိုးစုံနဲ့ဖြတ်တန်းနေကြရတာရှင်သန်နေထိုင်နေကြရတာတကယ်ကိုခက်ခဲလာပါတယ်မော်ဘီဈေးထဲမှာ ကြံရီတုံးနဲ့မြမမုတ်ရောင်းတဲ့အန်တီကြီးမှလည်းသမီးဖြစ်သူယူသွားတဲ့အကျွေးတွေကိုမဆက်နိုင်တာကြောင့်အပူပင်လေဝင်နေရတာပါမြမပြည်တွင်မှာအလုတ်အကိုင်းခွင်လိုင်းကနေပါသလိုကုံစည်းနှုံးကလည်းမြင့်တက်လာတာကြောင့်ကြီပောက်ကိုထွက်ပြီးတော့အလုတ်လုပ်ကြရပါတယ်အဖွားမကသားနှစ်ယောက်နဲ့သမီးရှိပြီးတော့သမီးကကြီပောက်မှာအလုတ်သွားလုပ်ချင်ခဲ့တာဖြစ်ပါတယ် ဒါကြောင့်မို့ပြည်ပမှာအလုံးလွားလောက်ဖို့အတွက်ကိုအရင်နည်းကိုအဖွားကရက်ွက်ထဲမှာအတိုးနဲ့ချီပေးလိုက်ရပါတယ်အတိုးနဲ့ချီပေးလိုက်ပြီးတော့သမီးဖြစ်သူကပြည်ပကိုအလုံးသွားလောက်တာပါမသွားခင်ကတော့သမီးဖြစ်သူကရောက်တာနဲ့ရလာတဲ့အလကနဲ့အကျွေးကိုဆက်ပေးသွားမှာဆိုပြီးတော့ပြောထားခဲ့တာပါသမီးဖြစ်သူကအကျွေးတွေအများကြီးယူသွားပေမဲ့ ဟိုရောက်တဲ့အထိအဆက်အသွယ်လည်းမလုပ်လာသလိုအကျွေးလည်းမဆက်လာခဲ့ပါဘူးအဖွားတို့ကဝါးနဲ့တဲထိုးပြီးတော့နေထိုင်ကြရတာဖြစ်ပါတယ်အသက်ကလည်း60ကျော်80တဲကိုရောက်နေပြီမို့အလုပ်ကိုကောင်းကောင်းမလုပ်နိုင်တော့ပါဘူးဈေးထဲမှာဘန်းလေးနဲ့မုံရောင်းတာကလည်းတစ်နေ့မှ1000ကျော်လောက်သာရတာဖြစ်ပါတယ် တချို့ရက်တွေဆိုရင်မယောင်းကောင်းတဲ့ရက်တွေလည်းရှိပါတယ်။ရလာသမျှငွေတွေကိုအဖွားတို့ကအကျွေးဆက်ဖို့လုံးဖဲနေရတာဖြစ်ပါတယ်။သမီးဖြစ်သူနာမည်နဲ့ယူထားတဲ့အကျွေးတွေဖြစ်ပေမဲ့အဖွားအာမခံထားတာဖြစ်တဲ့အတွက်ဒိုင်ခံပြီးတော့ဆက်ပေးနေရတာပါ။ရသမျှငွေတွေကိုအကျွေးအတွက်သာလုံးဖဲနေရတဲ့အတွက်စာဝန်ကြီးရိတ်ခက်ခဲလာပါတယ်။ဒါရီယိုသာကျွေးပြီးတော့တစ်ခါတလေဆိုအဖွားကအငက်ခံတာမျိုးတွေတောင်ရှိပါတယ်။ အဖွားကအကျွေးမဆက်ပဲလူပြောခက်ရမှာကိုလည်းရှက်ကြောက်ပါတယ်။မစားရရင်နေပါစေအရှက်တော့အကွဲမခံနိုင်ဘူးဆိုပြီးတော့မာနထားကရှာနိုင်တဲ့မြောက်ကိုအကျွေးဆက်နေတာဖြစ်ပါတယ်။နေမကောင်းရင်တောင်မကုပဲအကျွေးဟိုသာအကုန်ဆက်ချင်နေတာပါ။ဒါဖြစ်သူကလည်းနှလုံးရောဂါရှိပြီးတော့ဇက်မကြီးမကောင်းပါဘူး။မိခင်ဖြစ်သူအခုလိုဖြစ်နေတာကိုမကြည့်ရတဲ့အတွက်စစ်တက်တဲ့အထီးဝင်ဖို့အဆုံးဖြတ်ထားတာဖြစ်ပါတယ်။ဒါပေမဲ့လည်းနှလုံးရောဂါကြောင့်မဝင်နိုင်ပါဘူး။ဒါတယောက်ကတရက်ကိုတပေါင်းရှာပြီးကဒါအလက်က တရက်ကို4000ရပါတယ်။အကျိုးရတစ်ပတ်မှာ6000နီးပါးဆက်နေရတာဖြစ်ပါတယ်။သုံးယောက်ရှာထားတဲ့ငွေတွေနဲ့တစ်ပတ်ကို6000ရအောင်ဆက်ရပါတယ်။အင်လာကနဲ့စားတောက်စည်းတွေပါဆိုရင်တော့မလောင်ကားတော့ဖြစ်ပါတယ်။အဖွားကတော့သမီးလေးငွေများလွှဲလာမလားဆိုပြီးတော့စောင့်ဆိုင်းနေတာဖြစ်ပါတယ်။ဈေးအင်းကလည်းပြုတ်လိုက်ရှာလိုက်နဲ့ဖြစ်နေတာပါ။တချို့ကလည်းအမေအိုကိုအကျွေးနဲ့ပြစ်ထားတယ်ဆိုပြီးတော့သမီးဖြစ်သူကိုပြစ်တင်ကြပါတယ်။ ဒါပေမဲ့လည်းပြည်ပကိုထွက်ခွာသွားတဲ့သူတိုင်းကအဆင်ပြေကြတာမဟုတ်ပါဘူးအဆင်မပြေတဲ့သူတွေကအများအပြားမို့ပြည်ပမှာလောက်ကိုင်းနေသူတွေကတော့ကိုချင်းစာနေကြတာဖြစ်ပါတယ်အခုလိုဖြစ်မျိုးတွေကအများကြီးကိုရှိပါတယ်ပြည်ရင်းမှာအဆင်မပြေလို့ပြည်ပထွက်ဖို့အတွုံးနဲ့ငွေချီးကထွက်သွားပြီမဲ့လည်းပြည်ပမှာပါအဆင်မပြေပြီးတော့အပူနှစ်ဆင့်ဖြစ်နေရတဲ့သူတွေအများကြီးပါပြည်ပထွက်ဖို့တမိဖြစ်သူကအကျွေးယူထားပြီးမဆက်နိုင်တာကြောင့်ရရအလုံးလုံးပြီးတော့အကျွေးဆက်နေရတဲ့အဖွာအပေါ်ပရိသတ်တို့ရဲ့အမြင်လေးပြပြပေးခဲ့ကြပါဦးဗီဒီယိုလေး ဆုံးနေလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်း MSLI page ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့ရှင်။